ဘာသာအမွေကျွန်းလင်းနိုင်ပါစေဘုဖွင့်တို့ရဲ့စိတ်ကိုအလွန်တရာမှထိရောက်အောင်ဆုံးမနိုင်စွမ်းရှိတဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုရဖို့အတွက်အလွန်မှအဓိကကြတဲ့အကြောင်းတရားတစ်ခုကိုဘုဖွင့်တို့မြင်ညာဖို့ဒါလေးကိုပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့သေခြင်းတရားကိုစဉ်းစားဆင်ခြင်လို့ သေခြင်းကိုသိတဲ့ဉာဏ်ပညာဘုန်းတို့ရဲ့စိတ်ကသေခြင်းတရားကိုမသိဘူးတော့မဟုတ်ဘူးသိတယ်ဒီနေ့သိရလိမ့်မယ်ဆိုတာကိုသိပါတယ်သို့တော်လည်းပဲအဲ့ဒီအတိက ကြည်လင်မှုရှင်းလင်းမှု ပြတ်သားမှုသိပြီးတော့မရှိဘူးသေခြင်းတရားကိုသိတာကိုဘုန်းတို့ကအချင်းအရေးတွေအပြင်လည်းပဲနေပါတယ်သိတဲ့အခါမှာလည်းပဲ ြည်လင်မှုရှင်းလင်းမှုပြတ်သားမှုလည်းသိပြီးတော့မရှိဘူးတည်ခြင်းတရားကိုတကယ်ကိုဘုံတို့ကျင့်ပါများစွာစဉ်းစားဆင်ခြင်လို့ကိုကိုကိုတေလူတယောက်လို့တည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်သိမယ်ဆိုရင်အဲ့ဒီအသိအဲ့ဒီဉာဏ်ဟာဘုံတို့ရဲ့စိတ်ကိုများစွာမှဆုံးမနိုင်စွမ်းရှိတယ်ကိုဘုံတို့ဘဝမှာမကောင်းတာတွေလှုပ်ဖြစ်လှုပ်ဖြစ်သွားတာတွေ ကောင်းတာတွေကိုမေ့လျော့နေမိတာတွေဟာများသောအားဖြင့်ကိုယ့်ရဲ့စိတ်ကိုကိုမနိုင်လို့စိတ်ကသူ့သဘောတိုင်သူသွားနေတာဉာဏ်ပညာရဲ့စုံမမှုကိုမခံရဘူးစိတ်ရဲ့ပင်ကိုသဘာဝကဘလို့ရှိတော့မြတ်စွာဘုရားဟောတဲ့ဒေသနာလေးတစ်ခုကိုခြေခံပြီးတော့ပြောမယ် ဗိဒရေထကလျာဏိပပန်စိတ်တံနိဝရေဒန္တံဟိကရောတောပုံညာပပတမေရမတိမနောစိတ်ဆိုတာလေဒန္တံဟိကရောတောပုံညာကောင်းတာဆိုရင်နှီးကွေးတဲ့သဘောရှိတယ်သိပြီးတော့စိတ်မဝန်စားတဲ့သဘောရှိစိတ်မပါတဲ့သဘောရှိတယ်ဒါစိတ်ရဲ့သဘောကိုကောင်းတာဆိုလို့ရှိရင်တွန့်ဆုတ်တဲ့သဘောရှိတယ် ကိုယ်စိတ်သူစိတ်ဘသူစိတ်ကိုပြောနေတာမဟုတ်စိတ်ရဲ့တဘာဝကိုကတန်တန်ဟိကရတောပုံညာကောင်းမှုမှာနှီးကွေးတဲ့သဘောရှိပပတမေရမတိမနောမကောင်းတာကြတော့အလွန်မှပျော်မွေ့နေတတ်တဲ့သဘောရှိတယ်ဒါစိတ်ရဲ့တဘာဝဘုဘုံတော့စိတ်ကိုဒီတိုင်းပဲထားလိုက်မယ်ဆိုရင်တော့စိတ်ကကောင်းတာဆိုရင်နှီးတယ်မကောင်းတာဆိုရင်ပျော်တယ်ဒီပုံစံနဲ့သွားတာအဲ့ဒါကိုဘုံဘုံတော့ကနားလေပြီးတော့ ကောင်းတာတွေလှုပ်ဖြစ်သွားအောင်မကောင်းတာတွေကိုရှောင်ကျင်ဖြစ်သွားအောင်ကျူဝံအထုတ်တဲ့နေရာမှာဒီစိတ်ရဲ့တဘာဝလေးကို နားလည်ထားရင်အများကြီးဘုံဘုံတို့ထိရောက်မှုရှိမယ်ပေါ့ဘဝမှာအရေးကြီးဆုံးကအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲတကယ်ကအဲ့ဒါလို့ဘုံဘုံတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေက ယုံရင်ကြံထန်းတဲ့တိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်သာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြည့်ပြီးတော့မြင်မိတတ်ကြတယ်။ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကြောင်းကံသွားတာမတိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ်။အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့ဒါလောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံဘူး။မြတ်စွာဘုရားကဘယ်လောက်ထိမြင်ပြတော့ အကုသိုလ်အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တဲ့ကာမကိုတောင့်တတဲ့သဘောမကြည်မနှက်ဖြစ်နေတဲ့သဘောအိတ်ချင်ငိုင်မြည်တဲ့သဘောပြန့်လွင့်တဲ့သဘောနောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှန်တန်လျာတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရားအကုသိုလ်တတ်တတ်တရားအစုလို့အဲ့လိုဟောတယ်ကုသိုလ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတယ် တိပဋ္ဌာန်104ပါးဘာအကုသိုလ်မှမရောရှိတဲ့တသက်ကုသိုလ်အစုအဝေးအလုံးမဖြူရှင်နေပေါ့တပုန်းတို့ဘဝမှာ အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြကြနားလည်ထားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့ဒီဒေသနာနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ဘဝမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှနေတယ် ကုသိုလ်ဖြစ်နေတဲ့အချိန်ကလည်းအလွန်မှနည်းတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းပြောတိုင်းဖုန်းဖုန်းတို့တွေကမိမိရောရောပေါ်ပေါ်ဆန်းသာသတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လိုတယ်တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လိုတယ်အဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ကအကုသိုလ်အကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော် ဟုတ်လားအဲ့လောက်ထိလဲတချို့နားလည်ထားကြပါတယ်တချို့လည်းပဲတိတ်ပြီးတော့နားလည်မှုမကျေပြန်သေးတာလေရှိနိုင်တာပေါ့အဲ့တော့ဘုန်းဘုန်းတို့ပြောနေတာလေးကဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးတယ်လို့နားလည်မှုအခြေခံရှိလို့ဘုန်းဘုန်းတို့ကအကုသိုလ်မဖြစ်အောင် ကုသိုလ်ဖြစ်အောင်ကြိုးပမ်းကြမယ်ဆိုတဲ့အခါကာလမျိုးမှာစိတ်ကိုမလုံးနိုင်ဖို့လို့ဆုံးမနိုင်ဖို့လို့တယ် တကယ်ဖြစ်တဲ့တာကကိုတကယ်ဖြစ်ချင်တာကအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဖြစ်ချင်တာဟုတ်လားဒါမဲ့စိတ်ရဲ့တဘာဝကအဲ့ဒါနဲ့ဘာဖြစ်နေတော့စန့်ကျင်နေတယ်အဲ့ဒီလေဝက်ချက်လေးကိုမြင်စေချင်တာဟုတ်လားတကယ်ဘုံတို့တာနာရဲ့အစုံမအရာဖြစ်တဲ့တာကဘာလို့အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့သို့သောစိတ်ကြီးရဘလို့ဖြစ်နေတော့အကုသိုလ်မှပြောနေတယ်မကောင်းတာမှပြောနေတယ်ကောင်းတာဆိုရင်နှေးကွေးတဲ့သဘောရှိတယ် ဒါကြောင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ဟာစုံးမနိုင်ဖို့လိုမယ်ပေါ့မင်းပြောနေကြတယ်မှာမင်းမပြောနဲ့မင်းလေးကိုတဲ့နေရာမှာမင်းတွတ်တွတ်လွတ်လွတ်လှုပ်လိုက်ပါလို့ကိုယ့်ရဲ့စိတ်ကိုမလုံနိုင်ဖို့လိုတော့စုံးမနိုင်ဖို့လိုမယ်ဘုန်းဘုန်းတို့တွေကိုယ့်စိတ်ကိုသူများလာစုံးမလို့မရဘူးတကယ်တမ်းကတော့သူများကအကျိုးသိအကြောင်းချင်းပြောတာတော့ပဲရှိတယ်တကယ်တကယ်လက်တွေ့ကြတော့သူ့စိတ်ကိုသူပဲစုံးမရတာ